ဟီတာယူခရစ်နဲ့မန်ချက်စတာယူနိုက်တက်တို့ပေါင်းဆက်ဖြစ်ကြရင် ဗီတာယိုဂရက်ဆိုတဲ့နာမည်ကိုပရိသတ်တွေအနေနဲ့အတော်လေးရင်းနှီးနေကြမှာပါပရီးမီးယားလိထိပ်တန်းကလပ်အသင်းတွေဒါမှမဟုတ်ဥရောပအသင်းကြီးတွေကပါခေါ်ယူဖို့စိတ်ဝင်စားနေကြတဲ့ကစားသမားပါပဲနောက်ဆုံးရာသီမှာစပိုတင်းလစ်စဘွန်ကလပ်အသင်းအတွက်ဂိုး၄၀ကျော်သွင်းယူနိုင်ခဲ့တဲ့ဆွီဒင်ကစားသမားဖြစ်ပြီးဥရောပမတော်ခင်မှာအတော်လေးကိုနာမည်ကြီးနေတာလည်းဖြစ်ပါတယ်ယိုဂရက်ဟာမော်ဒန်ဘောလုံးလောကအထူးသဖြင့်ဥရောပမှာပြန်လည်ခေတ်စားလာတဲ့တာဂက်မန်ရိုးအတွက်ဒါမှမဟုတ်ခရီးတာရန်နာ၃ခုလုံးလုံးထိုင်တဲ့ဆွီဒင်ဆက် hybrid striker တယောက်ဆိုလည်းမမှားပါဘူး။ Jokers က1998ခုနှစ်မှာ Sweden မှာမွေးဖွားခဲ့ပြီး Sweden new system မှာတဆင့် Brighton တို့ရောက်ရှိခဲ့တာပါ။ Brighton မှာအငှားပြဿနာတွေနဲ့အခွင့်အရေးမရခဲ့တာကြောင့် Coventry City ကိုပြောင်းရွှေ့ခဲ့ပြီးသူ့ရဲ့အရေးချင်းကိုအဲ့ဒီကလပ်မှာပြသနိုင်ခဲ့ပါတယ်။2022-2023အရာဒီမှာ Championship ရဲ့ထိပ်တန်းတိုက်စင်မှုတစ်ဦးဖြစ်လာခဲ့ပြီး 2023-24ရာသီမှာတော့ Sporting Lisbon အသင်းကိုပြောင်းရွှေ့ခြင်းပေါင်သန်း20ကျော်နဲ့ပြောင်းရွှေ့ခဲ့ပါတယ်။ Sporting Club မှာတော့သူ့ရဲ့အရေးရှင်တွေကိုပြသနိုင်ခဲ့ပြီးအခုဆိုရင်ဥရောပတစ်ခွင်မှာ Twin Go တွေနဲ့အတူနာမည်ကြီးနေတဲ့ကစားသမားတွေဖြစ်လာခဲ့ပါပြီ။ Yokres ဟာ Real 9တင်နာမက Force 9ကစားသမားအဖြစ်လည်းကစားနိုင်ပြီးပြီးပြည့်စုံတဲ့တိုက်စစ်မှုတစ်ဦးပဲဖြစ်ပါတယ်။သူ့ရဲ့အဓိကစွမ်းဆောင်ရည်ဖြစ်တဲ့ Holder Play ကစားပုံအရဘောလုံးကိုထိမ့်သိမ့်မယ်၊ကွင်းလယ်အတွက် Overlap Run တွေကိုဖန်တီးပေးမယ်၊ driving run လို့ခေါ်ရမယ် ball carrying လုပ်ရမှာသူ့ရဲ့ကြံ့ခိုင်မှုကိုအသုံးချပြီး half run တန်းတွေကနေတစ်ဆင့်မီတာ30 40ကျော်နီးပါးကိုဘောလုံးနဲ့အတူပြန်ဘက်နောက်တန်းတွေကိုလိန်ခေါ်ကျော်ပြေးတာမျိုးတွေ sporting club မှာလုပ်ပြထားနိုင်တဲ့ကစားသမားပဲဖြစ်ပါတယ် off the ball movement တွေအရ final သက်ဆုံးနဲ့ရောက်ပြီဆိုရင် shootout ကောင်းတဲ့နေရာတွေဘောလုံးလမ်းကြောင်းခန့်မှန်းနိုင်တဲ့ပြေရှားမှုတွေကြောင့်ပြန်ဘက်နောက်ခံသူတွေအတော်လေးကိုအလုံးရှုပ်စေတဲ့ကစားဟန်မျိုးကို yo crush ကလုပ်ပြလိမ့်ရှိပါတယ် physical presence လို့ပြောရမယ် yo crush ရဲ့ခန္ဓာကိုယ်တွင်ပြင်လက္ခဏာတွေကတိုက်စစ်မှုတရားမှာရှိတဲ့ ်တဲ့လက္ခဏာအသွင်ပြင်းမျိုးကိုပိုင်ဆိုင်ထားပြီးပရီးမီးယားလိမှာအသားကျဖို့ဆိုရင်အတော်လေးအံ့ဝင်ပင်ကြဖို့ဖြစ်မှာပါဂိုးသွင်းရုံနဲ့တမကတိုက်စစ်ဖန်တီးမှုလည်းအရန်ကောက်တဲ့ကစားသမားလည်းဖြစ်ပါတယ်ဘောကယ်ရီယန်စထရိုက်ကာလို့ပြောလို့ရပြီး high line defense တွေကိုချိုးဖောက်ဖို့သူကဘယ်ချမ်းကနေဒိုင်ယာဂိုနယ်ရန်တွေနဲ့ dribble လုပ်တာမျိုး pressing နဲ့ warrick ဖြစ်တဲ့လုံအားနှုံးကိုအသုံးချပြီး PRB ကစားဟန်တွေက yo crash key ရနေပြီး တွင်ကိုတွင်နာမကဘိုးဖန်တီးမှုတွင်လည်းမျှော်လင့်လို့ရတယ်လို့ပြောလို့ရပါတယ်အဆုံးသက်ဆွမ်းဆောင်ရည်ကတော့အထူးတလဲပြောစရာကိုမလိုပါဘူးတွင်ကိုတွေကတော့အဓိကတက်တည်ပဲဖြစ်ပါတယ်မန်ချက်စတာယူနိုက်တက်ကတောက်လျှောက်အခြေအနေကိုစောင့်ကြည့်နေပြီးအခွေအရေးရရင်နီးပြကြီး MO ရင်ကတပည့်ဟောင်းကိုပြန်လဲခေါ်ယူဖို့အဆင်သင့်ဖြစ်နေပါပါချန်ပီယံလိဝင်ခွင့်မရခဲ့တာကြောင့်ကစားသမားကမန်ယူကိုမပြောင်းညင်ဘူးလို့သတင်းတွေထွက်နေပြီမဲ့မန်ချက်စတာယူနိုက်တက်ကသာတေချာပေါက်ခေါ်ယူမယ်ဆိုရင်အပြောင်းအရွှေ့ကဖြစ်လာနိုင်ပါတယ်ယိုခရက်ဟာ MO ရဲ့လက်ထက် စပိုတင်းကလပ်မှာ2023-24ရာသီအတွင်းဂိုး40ကျော်နဲ့ဂိုးဖန်နည်းမှု10ကျင်းကျော်ပြုလုပ်ထားပြီး explosive output ပြသနိုင်ခဲ့တာဒီပြရဲ့နီးစနစ်ပေါ်အပြည့်အဝအသက်သွင်းနိုင်လို့အဖြစ်အသုံးတော်ခံခဲ့မှုပါတယ်မန်ချက်စတာယူနိုက်တက်ရောက်လာခဲ့ရင်လေယိုခရက်စာ true number 9ကစားဟန်ကိုအပြည့်အဝပုံဖော်ပြီးသူ့ရဲ့ PR ဘေးကစားဟန်နဲ့အဆုံးသက်စွမ်းဆောင်ရည်တို့ကမန်ချက်စတာယူနိုက်တက်ရဲ့တိုက်စစ်ကိုတစ်ဆင့်မြင့်တင်နိုင်မှာပါ frontline flexibility လို့ခေါ်တဲ့ Amorin ရဲ့ဒသနာမှာ Yocross ကိုတိုက်စစ်ပိုင်းဆွဲသုံးရကစားသမားအဖြစ်အသုံးချနိုင်ပြီး Dynamic Bayonet တိစောက်ရမှာလဲ Yocross ရဲ့လှင့်မြန်မှုလုံအားနှုတ်လို့ကြောင့်ပိုကောင်းလာနိုင်တာကို Amorin တယောက်ကောင်းကောင်းကြီးသိပါတယ် frontline flexibility ကိုမြင်သာအောင်ပြောရရင်တိုက်စစ်ကစားသမားတွေအနေနဲ့ တိုက်စစ်မှာနေရာသုံးကစားနိုင်ကြွမ်းကိုပြောတာပါ။ရောခက်ဆက်လှုပ်အားနှုန်းဘောလုံးရှင်လူနိုင်စွမ်းနဲ့ recovery run တို့ကြောင့် Amorin ဟာ front line high block ကိုတိစောက်ဖို့ကြံရည်လာနိုင်ပါတယ်။ front line high block ဆိုတာ modern ဖိအားပေးနည်းစနစ်မှာကျင့်သုံးလာကြတဲ့ကစားကွက်ဖြစ်ပြီးလှုပ်အားနှုန်းကောင်းကောင်းနဲ့ပြန်ဘက်နောက်တန်းတွေကိုဖိအားပေးတဲ့ကစားကွက်မျိုးဖြစ်ပါတယ်။ Amorin ရဲ့နည်းစနစ်ဟာ Rockrest တစ်ယောက်ထဲနဲ့တော့မလုံလောက်ပါဘူး။အနည်းဆုံးဘယ်ညာနောက်ခံလူ၊ ball carrier နောက်ခံလူတဦးနဲ့ဘောလုံးကောင်းကောင်းကင်ထားနိုင်တဲ့ကွင်းလဲလူတဦးတို့ပါဝင်ဖို့လိုအပ်ပါတယ်။ Rockrest က Amorin ရဲ့နည်းစနစ်အောက်မှာပြီးပြည့်စုံ ယ်တိုက်စစ်မှုတို့အဖြစ်တောက်ပလာနိုင်ပါတယ်သူရဲ့စွမ်းဆောင်ရည်ရေရှားဟန်ဘောလုံးရှင်လူနိုင်စွမ်းအဆုံးသက်စွမ်းဆောင်ရည်တို့ကအမ်ဘိုရင်ရဲ့ modern attacking shape ကိုတဆင့်မြင့်အောင်လုပ်ပေးနိုင်တယ်လို့ Manchester United အသင်းအတွက်ဘောလုံးတဒနာအရေးတစ်ခုဖြစ်လာမှာပါဒါကြောင့်အမ်ဘိုရင်နဲ့ Yorkrat ဆိုတာ Manchester United အသင်းမှာပြန်လည်တိဆောက်ရေးစီမံကိန်းတစ်ခုအနေနဲ့တန်ဖိုးရှိတဲ့ပေါင်းစပ်မှုတစ်ခုဖြစ်လာနိုင်မှာပါ Yorkrat အကြောင်းကတော့ဒီလောက်နဲ့ရန်နာလိုက်မှာဖြစ်ပြီးနောက်ရက်တွေမှာဘယ်ကစားသမောင်းရဲ့အကြောင်းရော analysis လုပ်ပေးမလဲဆိုတာကိုစောင့်မျှော်အားပေးကြပါအောင်လို့ပြောကြရင်း